အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်အာအခုဒီနေ့ဗီဒီယိုမှာကျွန်တော်ပြောချင်တာကဒီမန္တလေးမြို့မှာပေါ့နော်အဲဒီဒီနေ့31ရက်ပေါ့နော်31ရက်3လပိုင်းဒီ2025ပေါ့နော်ဒီ2နာရီ46 48မိနစ် အာ AM ပေါ့နော်အမနက်ပိုင်းအချိန်လောက်မှာအငလျင်တစ်ချိန်ထပ်ပြီးတော့လှုပ်တယ်လို့အဲ့ဒါရင်းနေတည်ရတယ်ဗောနော်အဲဒီမန္တလေးမှာအဲ့ဒီလို40ဒီ2နာရီ46ကနေပြီး48မိနစ်လောက်အတွင်းမှာလှုပ်တဲ့အချိန်မှာလေသခိုင်းဘက်မှာလှုပ်သွားတယ်လို့သတင်းတွေကြားရတယ်ဗောနော်အဲ့ဒီမန္တလေးဘက်ကမန္တလေးမြို့ကလူတွေအဲ့ဒီအချိန်လောက်က post တင်ထားတာတွေ့ရတယ်သတင်းလေသတင်းတွေလည်းကြားရတယ်ဗောနော်အဲ့ဒီအချိန်မှာအဲ့ဒီ post အောက်မှာသခိုင်းကလူတွေကလည်းဝင်ပြီးတော့မှတ်ထားတယ်သူတို့သခိုင်းမှာလည်းအနှဲငယ်လှုပ်သွားတယ်လို့အဲဝင်ရေးထားတာကိုသတင်းတွေကျွန်တော်တို့တွေ့ရတယ်ဗောနော်အာအဓိက ်ပြောချင်တာကကျွန်တော်တို့ဒီဘက်မှာတော့ဟိုလှုပ်တယ်လို့ကျွန်တော်မယူဆဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်အဲ့ဒီအချိန်တုန်းကအဲ့ဒီသူတို့ဒီ post တင်ထားတဲ့မနက်2နာရီ46 48မိနစ်အချိန်လောက်တုန်းကကျွန်တော်မအိပ်ဘူးပေါ့နော်ကျွန်တော်အိမ်မှာရေးထားတင်နေတဲ့အချိန်ဆိုတော့ကျွန်တော်တို့ဘက်မှာကျွန်တော်လှုပ်တယ်ဆိုရင်ကျွန်တော်သိမှာပေါ့နော်အာအိပ်ပျော်နေရဆိုရင်တော့တမျိုးပေါ့နော်ကျွန်တော်တို့ဘက်မှာတော့နည်းနည်းတောင်မလှုပ်ဘူးလို့ကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်အဲ့ဒီအချိန်ကမအိပ်လို့ပေါ့နော်။ဆိုတော့အဲ့ဒီမန္တလေးနဲ့စကိုင်းဘက်မှာတော့အဲ့ဒီ2နာရီ46 48မိနစ်အေရန်လောက်တုန်းကအာမနက်ပိုင်းတော့ပေါ့နော်လှုပ်သွားတယ်လို့သူတို့တည်င်းနေ အတင်ထားတာတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီမန္တလေးဘက်မှာနဲ့စကိုင်းဘက်မှာလှုပ်တာတော့စကိုင်းဘက်မှာတော့အရင်မများဘူးလို့အာမပြင်းဘူးလို့ပြောတယ်ကျွန်တော်တို့အရင်တစ်ခါလှုပ်တဲ့လောက်မပြင်းဘူးလို့ပြောတယ်ပေါ့နော်ဒါပေမဲ့မန္တလေးဘက်မှာတော့အရင်တစ်ခါလောက် မပြင်းလို့ထင်တယ်ဒါပေမဲ့သူတို့မန္တလေးဘက်ကသူတွေကအရန်ပြင်းတာမပြင်းတာဘူးဟိုတရင်တွေမရဘူးပေါ့နော်အရန်မပြင်းဘူးလို့တော့ကျွန်တော်ထင်တယ်အဲ့ဒီမန္တလေးဘက်မှာလှုပ်တဲ့အခုထပ်ပြီးတော့လှုပ်တဲ့ငရင်ကအရန်ပြင်းလားမပြင်းလားလို့တရင်တွေအတိအကျမသိရဘူးအာဒါပေမဲ့အခုဒီအရှိရငလင်လှုပ်တာတော့မှကေတဲ့ရေးတွေကလှုပ်လို့မပြီးသေးဘူးပေါ့နော်အခုလိုငလင်ကထပ်လှုပ်တယ်ဆိုတော့သူတို့လည်းတော်တော်စိုးရင်နေကြမယ်ပူပန်နေကြမယ်လို့ထင်ပါတယ်ဆိုတော့ဒါကတော့ကျွန်တော်တို့အတွေးအမြင်ပေါ့နော်အဲစကိုင်းဘက်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့တရင်တွေကြာတီးတဲ့ တတိယနေ့အရာပေါ့နော်ဒီကယ်ဆယ်ရေးတွေအခုချိန်ထိမလုပ်နိုင်သေးလို့တည်တဲ့သူတွေဆိုလို့ရှိရင်စကိုင်းမှာဘယ်လိုပြောမလဲလူတည်တွေကနေထွက်တဲ့ဒီပုတ်စော်တွေပေါ့နော်ပုံနဲ့နေတော့တော်တော်လေးတော့မှမြို့မှာပြန့်နှံ့နေပြီလို့တတိယနေ့ကြားရတယ်ပေါ့နော်အဲ့ဒီတတိယနေ့ကလည်းတော်တော်ရှင်နာဘူးကောင်းပြီးတော့တော်တော်စိတ်မကောင်းစရာတွေဖြစ်ရတယ်ပေါ့နော်ဆိုတော့ဒီစကိုင်းမှာဆိုလို့ရှိရင်အဲ့လိုကျွန်တော်ကတည်းကပြောရတဲ့အတိုင်းဒီကယ်ဆယ်ရေးတွေကဒီဘက်ဖိုးတွေဘယ်ရူစာတွေကမလောက်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကယ်ဆယ်ရေးတွေက လူတွေကလည်းအရင်မလောက်တဲ့အတွက်မပြီးနိုင်မစီးနိုင်ဖြစ်တဲ့အတွက်ပေါ့နော်ဒီအသက်ရှင်ကြံရည်တဲ့လူတွေကလည်းကြံကြံမယ်ဒါမှမဟုတ်ဒီတည်တဲ့လူတွေကလည်းအဲ့ဒီအောက်တွေမှာပုတ်စော်တွေတောင်ထွက်နေပြီလို့ပြောတဲ့နေကြရတယ်ပေါ့နော်အဓိကကျွန်တော်ဒီနေ့ပြောချင်တဲ့ဒီဗီဒီယိုမှာတော့ဒီမန္တလေးဘက်မှာပေါ့နော်အဲ့ဒီ2နာရီ46 48မိနစ်လောက်အချိန်မှာငလျင်တစ်ချိန်ထပ်ပြီးတော့လှုပ်သွားတယ်ပေါ့နော်အရန်ပြင်းလားမပြင်းလားတော့ကျွန်တော်တို့လည်းမသိဘူးအာဆိုတော့ အဲ့ဒါကိုကျွန်တော်ဒီနေ့ဘူဂျိုမှာပြောချင်တာပေါ့နော်။ကဲအားလုံးပဲဒီသတိဝရိယရှိရှိနဲ့အိတ်ကြပါဘောနော်။နောက်ထပ်ငလင်ရထပ်ပြီးတော့လှုပ်ဖို့တစ်ချိန်လောက်ကြံသေးတယ်လို့လည်းတရင်နေကြားရတယ်ပေါ့နော်။ငလင်ရ၃ချိန်လှုပ်မယ်လို့ပြောတယ်။ဒါဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီပြီးခဲ့တဲ့ဒီပြင်းပြင်းထန်ထန်လှုပ်သွားတဲ့ငလင်ရတစ်ချိန်ဒီ ဒီနေ့ရငလျင်တစ်ချိန်ပေါ့နော်နောက်ပြီးတော့ဒီတစ်ချိန်လောက်ကြံသေးတယ်လို့ပြောတယ်ကြားတယ်ပေါ့နော်ဒါကြောင့်မလို့ဒီမန္တလေးနဲ့စကိုင်းဘက်မှာနေတဲ့လူတွေကငလျင်လမ်းကြောင်းအများဆုံးထိတာဖြစ်တဲ့အတွက်သတိပရိယာနဲ့အိတ်ကြပါညဘက်ဆိုလို့ရှိရင်ပေါ့သတိပရိယာနဲ့အိတ်ကြပါဂရုစိုက်ပြီးတော့နေကြပါလို့ကျွန်တော်ဒီပရိယာနဲ့အကြံပေးချင်ပါတယ်အားလုံးပဲဒီကတ်ဆိုးဘေးစုကနေပြီးတော့မှအများဆုံးလွတ်မြောက်ကြပါသေးလို့လည်းကျွန်တော်စုမုံကောင်ထပ်ပြီးတော့တောင်းပန်လိုက်ပါတယ်ခင်ဗျာနော်ကဲအားလုံးပဲအန်ဒီကင်ပြီးရှင်းနိုင်ကြပါသေးခင်ဗျာဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေကြမှပြန်လည်ဆုံတွေ့ကြပါမယ်နော်